အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးရတော့ခိုင်မာသောဆုံးဖြတ်ချက်ပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကကြေးရွာကြီးတရွာမှာကုံမျိုးစုံ ရောင်းချနေတဲ့ကုံတဲကြီးတဦးရှိလေတဲ့ကုံတဲကြီးဟာကြီးမားသောကုံစုံဆိုင်ကြီးကိုဖွင့်လှစ်ရောင်းချရာရွာထဲမှာရွာသူရွာသားများတာမက အခြားကြီးရွာများမှပင် လာရောက်ဝေယူကြလေတဲ့တနေ့မှာကုံတဲကြီးမိတ်ဆွေတယောက်ကအကျိုးအမြတ်မြန်မြန်ရလို့လှည့်ရင်း တခြားမျိုးရွာကိုကုန်ပစ္စည်းများသွားရောက်ရောင်းချပါလို့အကြံပေးလေတဲ့ဒါကြောင့်ကုန်တယ်ကြီးဟာသူ၏ကုန်ပစ္စည်းများကိုမြို့ကြီးတစ်မြို့သို့သွားရောက်ရောင်းချရန်ပြင်ဆင်လေလေတဲ့ ငါလဲများကုန်ပစ္စည်းများကိုတာမတ်ကစားနေရိတ်ခါထင်းရည်စီများကိုပါတင်ဆောင်ပြီးယူသွားရန်စိတ်ကူးလေတဲ့ကုန်တယ်ကြီးနဲ့လဲသမားအဖွဲတို့ခေးထွက်လာခဲ့ကြရာ နေမွန်တဲ့ချိန်တွင်သဲကဏ္ဍရာတစ်ခုတို့ရရှိခဲ့လေတဲ့ဒါကြောင့်သူတို့ဒီရွှေပြင်းတဲ့များကိုဆောက်လုပ်ကြလေတဲ့ လူနဲ့နွားများကိုထိုးသေးသေးမှအနားယူကြလေတဲ့ညာချမ်းအချိန်တို့ ရောက်တဲ့အခါရွက်ဖြစ်တဲ့ကိုတင်းပြီးနွားများကို အစာကျွေးရေတိုက်ကလူများလည်းချက်ပြုတ်စားကြလေတဲ့ကုံတဲကြီးဤမိတ်ဆွေတပ်ဦးဟာဂျိုနက်ခဲအကြောင်းကို နားလေသူဖြစ်ပြီး ကောင်းကင်ကိုကြည်ကခေးဆက်ခဲကြလေတဲ့ နက်နက်မိုးလင်းတဲ့အခါသူတို့ဟာရောက်တဲ့နေရာမှာ ရွှေပြင်းတဲများကိုထိုးပြီးနွားများကိုလှဲမှဖြုတ်ကအစာကျွေးရေတိုက်လေတဲ့ကုံတဲ့ကြီးနဲ့အဖွဲကလည်းကိုလက်သက်စင် ထမင်းဟင်းချက်ပြုတ်စားကရွှေပြင်းတဲထဲမှာအိတ်ဆက်အနားယူကြလေတဲ့ညနေအေးချမ်းသွားတဲ့အချိန်မှာ သူတို့ဟာရွှေပြင်းတဲများကိုတင်ပြီး တက်ဖန်ထမင်းဟင်ချက်ပြူစားကြပြန်လေတဲ့နွားများကိုလည်းအစာကျွေးရည်တိုက်ကအဖြစ်ပေးရတဲ့အဲ့ဒီနောက်မှာတော့နွားများကိုလှဲမှတက်ပြီးခဲကြီးဆက်ခဲကြပြန်နဲ့ကုန်းတဲ့ကြီးဤမိတ်ဆွေတဲ့ဦးကကောင်းကင်ကိုကြည့်ပြီးကုန်းတဲ့ကြီးတို့ရဲ့နတ်ခတ်တွေရဲ့အသွာလာကိုကြည့်ရတာတော့နောက်တညာအသေးခဏရတခုကို ဖြတ်ပြင်းရင် မြို့ကိုရောက်ပါပြီဟုပြောရာကုန်းတဲ့ကြီးနဲ့လဲသမားများမှဝမ်းသာသွားကြလေတဲ့သူတို့ဟာနေ့တွင်အိပ်ပြီးညဘက်မှာခရီးဆက်ခဲ့ကြလေတဲ့ရက်ပေါင်းများစွာကြာပြီဖြစ်လေတဲ့ကုန်းတဲ့ကြီးဟာနောက်တနေ့မြို့သူရောက်မည်ဖြစ်ပြီးရေကိုတောက်30ရာလောက်သာတဲယူကကြံတဲ့ရေများကိုတွန်ချခိုင်းခဲ့လေတဲ့လမ်းပြသည့်ညာတိုင်းအေးရေးပြတ်တဲ့အပြင် နေဘက်မှာလည်းပူပြင်းပြီးအိမ်မရတာကြောင့်လဲပေါ်မှာအိပ်ပျော်သွားတော့လေတဲ့နန်းနံမိုးလင်းကန်ဒီမှာနိုးလာပြီးကောင်းကင်သို့မောကြည့်ရာဟေးလဲသမားတို့နားကြအောင်ငါတို့မနေ့ကထွက်လာခဲ့တဲ့နေရာကိုပဲပြန်ရောက်နေတယ်။နှားတွေကဒီဘက်ကိုပြန်လှည့်သွားတာဖြစ်လိမ့်မယ်။သူတို့ဟာဒီနေရာမှာပင်စက္ကန့်ရက်နာလိုက်ကြလေတဲ့ ရင်မှာတောက်သုံးရံသာ ရှိတော့တဲ့နွားများကိုတိုက်ရံနဲ့ချက်ပြုတ်ရံအတွက်ရေမရှိတော့ဘူးကုန်တယ်ကြီးဤမိတ်ဆွေလမ်းပြသမားကရေရလိုညာကန္နာရတဲတွင်လိုက်ရေရလိုညာကန္နာရထဲမှာ လိုက်ကြည့်လိုက်လေတဲ့ဒီနေ့မှာတော့မြက်ပင်များပေါက်နေတာကို တွေ့ပြီးလက်သမားတို့ဒီနေရာမှာရေရနိုင်တဲ့တဲ့ရင်းပေါက်ပြားတွေနဲ့မြေကိုခန့်နဲ့တူးကြည့်ကြပါ လက်သမားတွေကမြေကိုနက်နက်တူးကြည့်ရာ အောက်မှာကြောက်ဖြာကြီးခန်းနေတာကို တွေ့လဲရတယ်လက်မြသမားကကြောက်ဖြာကိုကပ်ပြီးနားထောင်ကြည့်တော့အောက်ကရေစီးတံတွေကြားနေရတယ်ငါတို့လက်လျှော့လို့မဖြစ်ဘူးဟုတ်တယ်လက်သမားတို့ငါတို့လက်လျှော့လိုက်ရင်ငါတို့အားလုံးသေးကုန်ကြရလိမ့်မယ်လေသမားများကဆွေမလျှော့ပဲကြောက်ဖြာကိုဆက်လက်ထုခွဲခဲ့ရကြောက်ဖြာမှာကွဲသွားပြီးအောက်မှာ ရှင်များပန်းထွက်လာလေတဲ့ဟေးရှင်တွေရှင်တွေထွက်လာပြီကုန်းတဲ့ကြီးနဲ့လှဲသမားတို့ဟာရှင်မိုးချိုးပြီးနွားများကိုရေတိုက်ပြီးချက်ပြုတ်စားတော့ကြပြီးအိဆန်နားယူကြလေတဲ့ ဒီနေရာမှာရေရှိကြောင်းအလန်တိုင်ဆိုင်ကထားလိုက်လေတဲ့နောက်တနေ့မှာတော့သူတို့ဟာမြို့သူရောက်ပြီးပါလာတဲ့ကုန်ပစ္စည်းများကို ရောင်းချကြလေတဲ့ကုန်ပစ္စည်းများရောင်းပြီးကုန်းနှဲရင်ကုန်းတဲ့ကြီးနဲ့လယ်သမားတို့ဟာ သူတို့ရွာသူကိုပြောရှင်စွာပြန်လာခဲ့ကြလေတဲ့ သူတို့သည်ကြုံတွေ့လာသောအခက်အခဲများကိုကြော်လွှားနိုင်ရန်ခိုင်မာသော ဆုံးဖြတ်ချက်ချနိုင်ခဲ့တာကြောင့်ယခုကဲ့သို့အောင်မြင်မှုကို ရရှိခဲ့ကြခြင်းဖြစ်လေတဲ့ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးများ යි တင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်